တရင်ထနာကိုနားတော်တာဆင်နေကြတဲ့ပြည်သက်တွေအလုံးကိုတာလီဆွားပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့မြန်မာတက္ကသိုလ်1386ခုနှစ်တပေါင်းလဆန်း14ရက်နေ့2025ခုနှစ်မတ်လ12ရက်နေ့စီရင်ရေးတနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာနဲ့အတူကျွန်တော်စောဖုခွားကအစီအစဉ်မူအဖြစ်နဲ့တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ နားဆင်ရမယ့်တင်ပြတွေကတော့မန်အောင်ကငါးဖန်ထွက်တဲ့ဒေတာခန့်ပြည်သူ၅ဦးမိသားစုနဲ့ဆက်တွယ်မရပဲပျောက်ဆုံးနေတယ်ဆိုတဲ့တင်တိုက်ပွဲမရှိတော့တဲ့ပုံကြုံကိုစစ်ကောင်စီကလေချောင်းပုံကျဲလို့လူနေအိမ်တွေပျက်စီးသွားတယ်ဆိုတဲ့တင်တွေနဲ့အတူမြမပြည်တွင်ဘက်ကတင်တွေဖြစ်တဲ့ထဝယ်အထူးစည်းပွားရေးဆောင်စီမံကိန်းကိုဒေတာရင်းအဖွဲ့အစည်းတွေရှုတ်ချတယ်ဆိုတဲ့တင်ရှမ်းကချင်ဝလာဟုလူငယ်တွေပါတဲ့စစ်တနန်းစင်ပွဲကို UWSA ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေကိုကြားမှာဖြစ်ပါတယ် င်းအနေနဲ့ကြားရမယ့်တင်ကတော့မန်အောင်ကငါဖန်ထွက်တဲ့တေတာခန့်ဗီတူ9ဦးမိသားစုနဲ့ဆက်တွေ့မရပဲပျောက်ဆုံးနေတယ်ဆိုတဲ့တင်ကိုကြားရမှာဖြစ်ပါတယ်။မန်အောင်မျိုးနယ်အတွင်းကစားဖို့နေရေးအတွက်ငါရှာထွက်သွားတဲ့တေတာခန့်ဗီတူရေလောက်သား9ဦးဟာမိသားစုတွေနဲ့ဆက်တွေ့မရပဲရက်ပေါင်း30ကြာတဲ့အထိပျောက်ဆုံးနေတယ်လို့ပျောက်ဆုံးနေတဲ့သူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ပျောက်ဆုံးနေသူတွေကတော့မန်အောင်မျိုးနယ်ရေမြက်ဝကြေးရွာကငါးပန်းဆက်လက်ပိုင်ရှင်ဦးစိုးမြင့်စိုးသူအပါဝင် နောက်ထပ်မန်အောင်ဒေတာခန်၅ဦးဖြစ်ကြပါတယ်။အဲ့ဒီဒေတာခန်၅ဦးဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ21ရက်နေ့ကလေးကပဲစားဖို့နေရေးအဆင်မပြေတဲ့အတွက်စစ်ကောင်စီရဲ့တားမြစ်ကတ်သက်ချက်တွေကိုချိုးဖောက်ကာမိသားစုစားဖို့နေရေးအတွက်ရေးစုကငါးဖန်ထွက်သွားကြတာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ငါးဖန်ထွက်တဲ့သူတွေကိုဖေဖော်ဝါရီလအကုန်အထိဖုန်းနဲ့အဆက်တွေပြုလုပ်လို့ရရှိခဲ့ပြီးနောက်မတ်လအတွင်းမှာတော့ဖုန်းအဆက်တွေလုံးဝမရရှိတော့ဘဲရက်ပေါင်း30ကျော်ထိရှိနေပြီဖြစ်တယ်လို့လည်းမိသားစုဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်နေ့ကလေးကပဲငါးဖန်ထွက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ဖေဖော်ဝါရီလကုန်အထိအဆက်တွေရရှိခဲ့ပြီးနောက်မှာတော့အဆက်တွေမရတော့ဘဲပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ဥဆုံးမြင့်မိသားစုဝင်တဦးကပြောပါတယ်စစ်ကောင်စီကရခိုင်တကြောပြန်တိုက်ပွဲဖြစ်ပွားချိန်ကလေးကပဲမန်အောင်မြို့နယ်အတွင်းကဒေတာခံတွေကိုငါးဖန်ခွင့်ကတ်သက်ပိတ်ပင်တားမြစ်ထားတာဟာ တနှစ်ကျော်အထိကြာမြင့်နေပြီလဲဖြစ်ပါတယ်အဲ့ဒီလိုစစ်ကောင်စီကငါးဖမ်းခွင့်တွေကိုဇက်တိုက်ပိတ်ပင်တမျက်ထားတာကြောင့်ရေလုံငန်းကိုအမိဖြုတ်ပြီးတော့နေစဉ်စားဝတ်နေရေးကိုဖြည့်ရှင်းနေကြရတဲ့မန်အောင်ဒေတာခန့်တွေဟာစားဝတ်နေရေးအဆင်မပြေဖြစ်လာတဲ့အတွက်အသက်နဲ့ရင်းပြီးတော့အခုလိုငါးဖမ်းခိုးထွက်တာကိုလောက်ဆောင်လာကြရတာလည်းဖြစ်ပါတယ်လက်ရှိငါးဖမ်းသွားတဲ့ငါးဖမ်းဆက်လက်ပိုင်ရှင်ဦးစိုးမြင့်အပါအဝင်ရေလုံသား၅ဦးကို၁၀ရက်ကြာအထိဆက်တွယ်မရဖြစ်နေတဲ့အပေါ်မှာမိသားစုတွေအနေနဲ့အထူးစိုးရိမ်နေကြရပြီးလက်ရှိသူတွေအနေနဲ့ ကဲတင်ပေးကြဖို့ကိုတောင်းဆိုတယ်လို့ငါးဘန်းဆက်လက်ပိုင်ရှင်ဦးစိုးမြင့်မိသားစုဝင်တဦးကတောင်းဆိုပါတယ်။ရခိုင်ပြည်တွင်းကစစ်တွေနဲ့ကြောက်ဖြူမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာစစ်ကောင်စီတပ်တွေဟာမန်အောင်ပင်လယ်ပြင်နီးမှာရေတပ်တင်ပေါ်တွေကိုအင်အားဖြစ်တင်းတာတွေကိုလည်းမြောက်စွာလောက်ဆောင်ထားကြောင်းသိရပါတယ်။ ဆက်လက်နားဆင်ရမှာကတော့တိုက်ပွဲမရှိတော့တဲ့ပုံနေကျုံကိုစစ်ကောက်စီကလေကျောင်းပုံကျဲလို့လူနေအိမ်တွေပြစ်စီတွားခဲ့ရတဲ့ဆိုတဲ့သတင်းတွေကိုကြားရမှာဖြစ်ပါတယ်။အာရခတ်တပ်တော်ကအပိတက်တိမ့်ပိုက်ထားရှိပြီဖြစ်တဲ့ပုံနေကျုံမြို့ကိုစစ်ကောက်စီက Jet Fighter တစ်စီးနဲ့ပေါက်900ပုံနဲ့ကျေချတိုက်ခိုက်ခဲ့တဲ့အတွက်ရဲသားပြည်သူနေငါးဆောင်ထက်မနည်းပျက်စီးသွားခဲ့ရတယ်လို့ပုံနှကျုံမျိုးဒေတာခန်တွေက CNA ကိုပြောပါတယ်။အဲ့ဒီလိုဘုံကျဲတိုက်ခိုက်တာကိုစစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ17ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာ လောက်ဆောင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကြဲချတိုက်ခိုက်ခဲ့တဲ့ပေါင်900ဘုံဒီဟာပုံနှုံမျိုးနဲ့အတွင်းမှာရှိတဲ့ကွန်းတောင်ကျဲရွာထဲကိုကြောက်ရောက်ပုတ်ကွဲပြီးတော့အရဲသားပြည်သူနေအိမ်၅ဆောင်ထပ်မနေမိလောင်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ပုံနှုံဒေတာခန်တူကပြောပါတယ်အာရခတ်တပ်တော်ဟာပုံနှချုံမြို့နယ်တစ်ခုလုံးကိုပြီးခဲ့တဲ့2024ခုနှစ်မတ်လ၄ရက်နေ့ကပင်အပိဓာတ်တိမ့်ပိတ်ရရှိခဲ့ပြီဖြစ်ပေမဲ့အဲ့ဒီကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမကြာခဏဆိုသလိုလှုပ်ဆောင်တာတွေရှိတဲ့အတွက်ဒေသခံပြည်သူတွေကိုနေရပြန်ခွင့်မပေးဘဲထားရှိထားတဲ့ကြေးရွာတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါပြင်စစ်တွေမျိုးအခြေဆိုင်ခလာရ1 3နှစ်တက်ရင်ကလည်းမလ17ရက်နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိပြီးဥရတောင်တောင်ချေရင်ကကွင်းလေပြင်ကိုဘုံလေးလုံးအထိကြားရောက်ပောက်ခွဲခဲ့တာရှိတယ်လို့လဲအဲ့ဒီဒေတာခန်ကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီကအဲ့ဒီလိုပုံနှုံမြို့နယ်အတွင်းကိုလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုလှုပ်ဆောင်ပြီးနောက် စ်တွေမြို့မှာရှိနေတဲ့ရေချမ်းပြင်နဲ့ပါဒလိုက်ကစစ်ကောင်စီတပ်ရင်းတွေကိုလည်းအာရခတပ်တော်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်တာညတဲ့9နာရီအထိပစ်ခတ်မှုတွေရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိမှုရှိမရှိဆိုတဲ့အနေအထားကိုသူ့အနေနဲ့မသိရှိဘူးလို့လည်းစစ်တွေမြို့ခံတအုပ်ကဆိုပါတယ်။အာရခတပ်တော်ဟာရခိုင်တချို့ပြန်တိုက်ပွဲတစ်နှစ်ကျော်အတွင်းမှာရခိုင်ကမြို့နယ်14ခုနဲ့ပလဝဒေသကိုပါအပိဓာတ်တိမ့်ပိုက်ရရှိထားပြီဖြစ်ပါတယ်။အဲ့ဒီနောက်တိမ့်ပိုက်ဖို့ကြံရှိနေတဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးတွေကိုအာရခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတာတွေရှိနေပြီးလက်ရှိစစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာအာရခတ်တော်နဲ့စစ်ကောင်စီတို့ဟာနေဆင်လိုလိုတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာလည်းရှိနေပါတယ်။ ဒီစကားကိုနားဆင်ရမှာကတော့မြန်မာပြည်တွင်းဘက်ကဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနားဆင်ကြရမှာဖြစ်ပါတယ်။ထဝယ်အထူးစည်းပွားရေးဆောင်စီမံကိန်းကိုဒေသတွင်းအဖွဲ့အစည်းတွေရှုတ်ချတယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုကြားရမှာပါ။စစ်ကောင်စီနဲ့ရုရှားတို့ပူးပေါင်းအကောင်ထည့်ဖော်မဲ့ထဝယ်အထူးစည်းပွားရေးဆောင်စီမံကိန်းကိုရှုတ်ချကြောင်းတနင်္လာရီဒေသအရပ်ဘက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအင်အားစုတွေကသဘောထားထုတ်ပြန်လာပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကိုတနင်္သာရီဒေသအခြေဆိုင်အရပ်ဖတ်အဖွဲ့အစည်းတွေနဲ့နိုင်ငံအင်အားစုတွေအပါအဝင် စုစုပေါင်းအဖွဲ့အစည်းတွေကရှုတ်ချကြောင်းထုတ်ပြန်လာတာဖြစ်ပြီးသဘောထားလေးချက်ကိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ပရမအချက်အနေနဲ့ထဝယ်အထူးစည်းဝေးဆောင်စီမံကိန်းဟာပြည်သူကိုအတင်းအကျပ်နေရွှေ့ပြောင်းမှုနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပိုမိုတိုးမြင့်လာနိုင်စေတဲ့အတွက်အဲ့ဒီဖွံ့ဖြိုးရေးအမိခံစီမံကိန်းကိုလုံးဝလက်မခံဘူးလို့ဆိုပါတယ်။ထဝယ်အထူးစည်းဝေးဆောင်စီမံကိန်းဟာခေတ်အဆက်ဆက်အစိုးရလက်ထက်မှာဒေသခံဌာနေတိုင်းရင်းသားတွေနဲ့လူမျိုးစုတွေရဲ့အခွင့်အရေးတွေကိုချိုးဖောက်ခြင်းအတင်းအားမရွှေ့ပြောင်းစေခြင်းနဲ့တရားမျှတတဲ့ရော်ကျေးပေးဆောင်မှုမရှိခြင်း စားတဲ့လူအခွင့်အရေးချူဖောက်မှုတွေနပုလက်ဒေတာယဉ်ကျေးမှုနဲ့ဒလိထုံနှန်းဆိုင်ရာတမိုင်းထောက်ထားတွေကိုပျက်စီးဆုံးရှုံးခြင်းတွေဖြစ်ပေါ်စေကြတယ်လို့အသိပေးထားပါတယ်ဒုတိယအချက်အနေနဲ့ကြောင်မီးသွေးသုံးလျက်စစ်တအားဖေးစက်ယုံရေနံချက်စက်ယုံနဲ့အခြားသောတဘာဝပတ်ဝန်းကျင်နဲ့လူမှုအတိုက်အဝန်းကိုဆိုးရွားစွာညဉ့်ဉန်းမှုဖြစ်စေတဲ့စက်ယုံတွေဟာထဝယ်ဒေတာရဲ့ပထဝီအနေအထားရေမြေတောတောင်နဲ့လူမှုပတ်ဝန်းကျင်တဟဆတာဖြစ်မှုကိုသွေးဖွယ်လျက်ရှိတယ်လို့ဆိုပါတယ် ထဝယ်သူထဝယ်သားတွေဟာတဘာဝပတ်ဝန်းကျင်ကပေးတဲ့အရင်မြက်တွေနဲ့အသက်မိုးဝမ်းကြောင်းပြုတ်ခြင်းတောတောင်ရေမြင့်နဲ့ကိုင်းကျွမ်းမီကျွန်းကိုင်းမီဆက်နက်နေထိုင်သူတွေဖြစ်တဲ့အတော့ညဉ့်ညမ်းတဲ့အစီအံကိန်းတွေထဝယ်ဒေသမှာမတည်ဆောက်တင်ဘူးလို့လည်းဖော်ပြထားပါဗျ။တတိယအချက်အနေနဲ့ထဝယ်ဒေသရဲ့ဖွံ့ဖြိုးရေးကိုထဝယ်သူထဝယ်သားတွေကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ပြီး Federal Democracy နည်းကြဒီမိုကရေစီစံနှုန်းတွေနဲ့အညီတက်မြောက်ထားတဲ့အစိုးရကသာထဝယ်ဒေသရဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုဆုံးဖြတ်ပိုင်ခွင့်ရှိမယ်လို့ဆိုပါတယ်။ နောက်ဆုံးသရုပ်ထအချက်အနေနဲ့ကတော့တရားမဝင်အာဏာသိမ်းမှုကြိုးပမ်းနေတဲ့စစ်ကောင်စီနဲ့စီမံကိန်းတွေလှုပ်ဆောင်တာဟာတရားမဝင်တဲ့အပြင်ဒေသခံပြည်သူတွေရဲ့လူအခွင့်အရေးတဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှုဆိုင်ရာနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုကြီးမားတဲ့စိုးကျိုးတက်ရောက်မှုတွေမလွဲဧကန်ချင်းချောက်လာလိမ့်မယ်လို့လည်းဒေသတွင်းအဖွဲ့အစည်းတွေကအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့တုန်းကစစ်ကောင်စီနဲ့ရုရှားတို့ဟာအထူးစည်းပွားရေးဆောင်ရင်းနှီးတည်ဆောက်ရေးအတွက် နားလည်မှုစွာကျွန်လွား MOU လက်မှတ်ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။စတူယန်ကီလိုမီတာ190ကျော်ကျယ်ဝန်းတဲ့ထဝယ်အထူးစည်းဝါးရေးစုံစီမံကိန်းမှာရင်းနှက်ဆက်ကန်ကြောင်မီသွေးတုံလျှက်စစ်တအားပေးစက်ယုံရင်းနှက်ချက်စက်ယုံရင်းနန္ဒါရုစက်ယုံနဲ့အခြားသောညဉ့်ဉန်းစက်ယုံများစွာအပြင်စက်မှုစုံစီမံကိန်းတွေရေကာတာမြန်မာထိုင်းနယ်စပ်ကိုဆက်သွယ်ထားမဲ့အဝေးပြေးကာလမနဲ့မရက်ထားလန်တို့ပါရှိတယ်လို့သိရပါတယ်ခင်ဗျာ။ ဒီနေ့တနေ့တာနောက်ဆုံးထုံးလွှင့်မှုအနေနဲ့ကြားရမယ့်သတင်းကတော့ရှမ်းကချင်ဝလာဟုလူငယ်တွေပါတဲ့စစ်တမ်းစင်ဖွဲ UWSA ပြုလုပ်တဲ့ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။ဝါပြည်သွေးစင်းညိုရေးတပ်မတော် UWSA ကရှမ်းကချင်ဝနဲ့လာဟုလူငယ်တွေပါတဲ့စစ်တမ်းစင်ဖွဲတခုကိုဟိုပန်မြို့နယ်အာဟန်းကျွာမှာမတ်လ9ရက်နေ့ကကျင်းပခဲ့တယ်လို့ What's New Lens ကဖော်ပြပါတယ်။အဆိုပါစစ်တမ်းကိုညီနောင်မမိတ်၃ဘွဲ့ဖြစ်တဲ့ AA TNLA MNDA တို့ကဖော်ဆောင်တဲ့ တစ်တုံညာနှစ်ခွန်ဆစ်စင်အိမ်နောက်ပိုင်း UWSA တပ်ဖွဲ့ကဝင်ရောက်စခန်းထိုင်ခဲ့တဲ့အောက်တန်လွင်ချမ်းကလူငယ်တွေကိုရှစ်လကျော်ကြာစစ်တနံပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီစစ်တနံဆင်ပွဲကိုတော့ဟိုပန်ခန့်အောက်မှာရှိတဲ့တပ်ဆိုင်ရန်တာဝန်ရှိသူတွေဌာနဆိုင်ရာနဲ့ရမီရဖတွေတက်ရောက်ခဲ့ကြပြီးတော့တင်နန်းဆင်းလူငယ်တွေဟာကာမိုင်း၊မိုင်းယော်၊မိုင်းယံ၊မိုင်းကြက်၊ပန်လျော်၊မိုင်းလူ၊နှမ်ပေါင်၊နမ၊တန်ယံ စားတဲ့ဒေတာဘက်ကလူငယ်တွေဖြစ်တယ်လို့ဆိုပါတယ်တစ်တုံညာနှစ်ခုဆက်စင်ရေးအတွင်မှာ UWSA ကကွမ်းလုံကာမိုင်းတခွင်ကပန်ခမ်းတိန်တန်မိုင်းကြက်မိုင်းရော်ပန်လျော်တကြောနန့်ပေါင်နန်မတန်ရန်ထီစခန်းထိုင်ခဲ့တာဟာဝအမျိုးသားလုံခြုံရေးကိုကာကွယ်တဲ့အနေနဲ့ဖြစ်တယ်လို့ဆိုထားပါဗျ။ UWSA တမဟာ338ကပေးအပ်တဲ့၈လကြာစောင်းတွင်းစစ်တနန်းစင်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဒီတနန်းစင်ဥယေဟာဘလောက်ရှိတယ်ဆိုတာကိုတော့အတိအကျထည့်သွင်းဖော်ပြတာမရှိပါဘူး။ အလားတူပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ26ရက်နေ့ကလည်း UWSA ရဲ့181စစ်ဒေတာကတပ်သား2000ကျော်ပါဝင်တဲ့ပထမအထုပ်စစ်မှုထမ်းတင်တဲ့အကြောင်းကိုဖွင့်လှစ်ခဲ့တယ်လို့ဆိုထားပါတယ်။တစ်တုံရနှစ်ခုဆင့်ရင်အတွင်းညီနောင်မမိတ်တို့တင်ပိုက်ခဲ့တဲ့ဟိုပန်မြို့နဲ့ပန်လုံမြို့တို့ကို UWSA ရဲ့အုပ်ချုပ်မှုအောက်မှာထည့်သွင်းခဲ့ပါတယ်။ရှမ်းပြည်နယ်ကဟိုပန်၊မိုင်မော်၊ပန်ဝိုင်၊နာဖန်၊မမန်းနဲ့ပန်ဆန်းမြို့နယ်တွေကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ပေးထားပါတယ်။ဝါပြည်တွေးစည်းညို့ရေးတပ်မတော် UWSA ဟာမြန်မာပြည်ကတိုင်းဒေသနဲ့ကိုင်တပ်ဖွဲ့တွေအနက်ဆလတ်နက်နဲ့လူဝင်အားအတောက်အတင်းဆုံးတပ်ဖွဲ့ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ တင်းဌာနရဲ့တနေ့တာရေဒီယိုတင်းဌာနထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။တင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာဗျူအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းတင်ကောင်းပါအပ်ပါတယ်။